ခုတစ်ပတ်နိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့သတင်းတွေကသိဝင်သားဖို့ကောင်းခဲ့ပါတယ်။အထူးသဖြင့်လာနေချီကကြာမြင့်မယ်ထင်ထားကြတဲ့အီရန်အစ်စရေးစစ်ပွဲဟာအမေရိကန်ကနျူကလ িয়ার စီမံကိန်း၃ခုကိုဘုံကျက်တိုက်ခိုက်မှုပြီးမှရပ်ဆဲသွားသလိုဒီဟိတ်မှာကျင်းပနေတဲ့နေတိုးထိပ်သီးစည်းဝေးမှာထရန့်တောင်းဆိုတဲ့ကာဝေးအတုံးစီ GDP 900ခန့်နှုန်းကိုသဘောတူပေးခဲ့ကြပါတယ်။ ဇွန်23ရက်ကစားခဲ့တဲ့အီရန်အစ်ဇေးတိုက်ခိုက်မှုတွေကဒီတစ်ပတ်မှာအပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ဒရုန်းတွေဒုံးကျည်တွေနဲ့အစ္စရေးမျိုးတွေကိုအီရန်ကတိုက်ခိုက်ပြီးအစ္စရေးကလေကြောင်းကနေအီရန်မျိုးတွေကိုတိုက်ခိုက်ခဲ့လို့နှစ်ဖက်စလုံးအသေးပြောက်များခဲ့ပါတယ်။လေကြောင်းကြီးစုမှုမရှိတဲ့အီရန်ဘက်မှာပိုပြီးတိုက်ကြည့်ထိခိုက်ကအီရန်ခေါင်းဆောင်ကိုယ်တိုင်မြေအောက်မှာဆင်းပုန်းနေရတဲ့အထိတိုက်ခိုက်မှုတွေကပြင်းထန်ခဲ့ပါတယ်။အဲ့ဒီရက်ပိုင်းမှာပဲအီရန်ကိုအမေရိကန်ကဝင်တိုက်မယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတီဟီယန်မှာနေသူတွေ မြို့ကနေစွန့်ခွာခဲ့ကြပါတယ်။ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အစ္စရေးပြည်ပခါမှာဓာတ်ရိုက်ပါဝင်မှုရှိမရှိကိုနှစ်ပတ်တွင်ဆုံးဖြတ်မယ်ဆိုပြီးဇွန်20ရက်အင်ဂျူတော်ကထုတ်ပြန်ခဲ့တာကနေစခဲ့ပါတယ်။မီနီဆိုတာပြည်နယ်မော်ရစ်စတောင်းလေသိမ်းမှာထရန့်ကသတင်းနောက်တွေကိုအီရန်ကိုအများဆုံးနှစ်ပတ်အချိန်ပေးထားပြီးဖြစ်တယ်လို့နှစ်ပတ်တွင်မှာအတိတရားရှိသူတွေဖြစ်လာမလားဆိုတာစောင့်ကြည့်ရမယ်လို့ပြောခဲ့ပါတယ်။မရှိမနှောင်းမှာပဲအစ္စရေးကာကွယ်ရေးဝန်ကြီးက ီရန်မှာနေသူတွေကိုအ мян ရှောင်မှုထပ်ပြောခဲ့ပါတယ်။ကမ္ဘာတဝန်းကတော့အီရန်ကိုအမေရိကန်ဝင်တိုက်နိုင်ခြင်းနဲ့ပတ်သက်ပြီးထင်မြင်ချက်အမျိုးမျိုးပေးခဲ့ပါတယ်။ကရင်မရင်ပြောခွင့်ရဒီမီထရီပက်စကော့ကသတင်းတွေကထင်ကြေးသာဖြစ်ပြီးတကယ်တိုက်ခိုက်ရင်ကပ်ဘေးကြီးဖြစ်လိမ့်မယ်ဆိုပြီးပြောခဲ့ပါတယ်။ဇွန်22ရက် Sky News နဲ့အင်တာဗျူးမှာပူတင်ကအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရှိပေမဲ့ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက်နျူကလ িয়ার နည်းပညာကိုအသုံးပြုခွင့်ရှိတယ်လို့ပြောခဲ့ပါတယ်။ ဒီချက်မှာပဲအီရန်သမ္မတဟာပြင်သစ်သမ္မတစီဖုံးဆက်ခဲ့ပါတယ်။ဖုံးပြောဆိုမှုမှာအီရန်ရဲ့ယူရေနီယံတန်းစီရေးလုပ်ငန်းစဉ်တွေကိုဆွန့်လွတ်မှာမဟုတ်ကြောင်းအီရန်သမ္မတကပြောခဲ့ပါတယ်။အဲ့ဒီချိန်နိုင်ငံတကာသတင်းချို့ဖော်ပြမှုမှာအီရန်နယ်စပ်အနီးအမေရိကန်စစ်လေယာဉ်တွေချဉ်ကပ်လာနေတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဇွန်22ရက်မနေ့မှာတော့ဒကဘာလုံးအငိုက်မိခဲ့ပါတယ်။ဒါဟာထရန့်ကသူ့လူမှုကွန်ရက်ကနေအီရန်ရဲ့အဓိကနျူကလ িয়ার နေရာ၃ခုကိုအောင်မြင်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်လို့ ငြိမ်းချမ်းရေးအကြိမ်ဖြစ်သင့်ပြီလို့ရေးခဲ့လို့ပါပဲ The strikes were a spectacular military success Iran's key nuclear enrichment facilities have been completely and totally obliterated Iran the bully of the Middle East must now make peace ဒီကပြတ်မှတ်ဖြစ်တဲ့မီယောဖော်တို့နျူကလ িয়ার ဆက်ယုံကိုဘုံပြေကျဲချခဲ့တယ်လို့အမေရိကန်လေရင်အားလုံးအီရန်လေပိုင်နဲ့အပြင်ကိုရောက်နေပြီးဘေးကင်းလုံခြုံစွာနဲ့ပြန်လာနေပြီလို့ထရန့်ကရေးခဲ့တာပါ။ ထရန့်ကအမေရိကန်အစ္စရေးနဲ့ကမ္ဘာအတွက်တမိုင်းဝင်အခိုက်အတန့်ဖြစ်တယ်လို့စစ်ပွဲတွေအဆုံးသတ်ဖို့ကိုလည်းအီရန်ဘက်ကသဘောတူရမယ်လို့ရေးခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုကိုရုရှားဘက်ကအပြင်းထန်ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ရုရှားသမ္မတဟောင်းဒီမီထရီမက်စ်ဗီဒက်ကဆိုရင်အီရန်ကိုနျူကလ িয়ার ထိပ်ဖူးတွေပေးမဲ့နိုင်ငံတွေအသင့်ရှိနေတယ်ဆိုပြီးလူမှုကွန်ရက်မှာရေးခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဒီစကားကိုပြန်လည်ရှင်းချပြီးအီရန်ကိုနျူကလ িয়ার လက်နက်ထောက်ပံ့ကူညီပေးဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြန်ရေးခဲ့ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ကတော့လွန်စွာထိတ်လန့်စရာသတိပေးချက်တစ်ခုဖြစ်တယ်လို့ပြောခဲ့ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကတော့ဇွန်22ရက်အမေရိကန်ရဲ့တိုက်ခိုက်မှုဟာလက်ခံနိုင်စရာမရှိတယ်လို့ထာဝရအကျိုးဆက်တွေရှိစေလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွက်သတင်းစာရှင်းလင်းပွဲမှာအမေရိကန်ရဲ့ Midnight Hammer စစ်စင်ရေးကြီးမှန်းချက်ဟာအီရန်နျူကလ িয়ার စက်ရုံတွေကိုခြေမုံပစ်ဖို့ပဲဖြစ်တယ်လို့အီရန်ရဲ့နျူကလ িয়ার ကြီးမှန်းချက်တွေပျက်စီးသွားပြီလို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကပြောခဲ့ပါတယ်။ အီရန်မှာတော့ဒီလိုတိုက်ခိုက်ခံရတဲ့အတွက်မြို့တော်တီဟီရန်မှာ လူတောင်းနဲ့ချီကစုဝေးပြီးအမေရိကန်ကိုဆန္ဒပြခဲ့ကြပါတယ်အီရန်ကောင်းဆောင်ခါမေနီကဇွန်23ရက်မှာအီရန်နိုင်ငံသားရေးဝန်ကြီးကိုရုရှားသို့ဆေးလို့ပြီးအမေရိကန်တိုက်ခိုက်မှုအတွက်ဆွေးနွေးစေခဲ့ပါတယ်။ပူတင်နဲ့အာဘတ်အာရချီဆွေးနွေးမှုနဲ့ပတ်သက်လို့ကရင်မင်းထုတ်ပြန်ချက်မှာတော့ ပရိပခါကိုငြင်းကြဲတဲ့နီလန်းဖြင့်အဖြေချကြဖို့ဆွေးနွေးတယ်ဆိုတာပဲပါလာခဲ့ပါတယ်။ဇွန်23ရက်မှာကျင်းပတဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီအစည်းအဝေးမှာတရုတ်ကအမေရိကန်ရဲ့အီရန်နျူကလ িয়ার အဆောက်အုံတွေကိုစစ်ရေးတိုက်ခိုက်မှုပြုလုပ်တာဟာအလွန်ဆိုးရွားပြီးတမိုင်းတွေမကြုံစဘူးဖြစ်လို့ပြောခဲ့ပါတယ်။အီရန်ဘက်ကသူ့ရဲ့နျူကလ িয়ার စီမံကိန်းနေရာတွေဖျက်ဆီးခံလိုက်ရတဲ့အတွက်ဘယ်လိုများလက်တော့ပြန်မလဲဆိုတာစောင့်ကြည့်ခဲ့ပါတယ်။ဇွန်23ရက်ညမှာတော့ ကာတာမာရှိတဲ့အမေရိကန်လေတပ်စကန်ကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။မပစ်ခတ်ခင်ကတည်းကပင်လယ်ကွေ့ဒေသမှာရှိတဲ့နိုင်ငံတွေကလေကြောင်းကိုပိတ်ပြီးနိုင်ငံသားတွေကိုတရိပ်ပေးမှုတွေလုပ်ခဲ့ပါတယ်။အီရန်ရဲ့ဒီပစ်ခတ်မှုကိုကာတာလေကြောင်းကနေပြစ်ချခဲ့လို့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ထရန့်ကတော့အီရန်ရဲ့လက်တုံ့ပြန်မှုဟာသူမျောလင့်ထားသလိုအင်မတန်အားပြော့တယ်လို့ပြောခဲ့ပါတယ်။ဒါ့အပြင်အီရန်ဘက်ကကြိုတင်တရိပ်ပေးလို့ကျေးဇူးတင်တယ်ဆိုပါတယ်။ ဒီနောက်မှာနောက်6နာရီအတွင်းအစ္စရေးနဲ့အီရန်အပြစ်ခတ်ရက်စဲမယ်ဆိုတဲ့အကြောင်းထရန့်ကသူ့လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။အငင်းပွားစရာဖြစ်တဲ့ထရန့်ရဲ့အပြစ်ခတ်ရက်စဲရေးကိုအစိုးပိုင်းမှနှစ်နိုင်ငံစလုံးကလက်မခံကြောင်းမထုတ်ပြန်ပေမဲ့နောက်ပိုင်းမှာတော့အပြစ်ခတ်ရက်စဲရေးကအသက်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့အီရန်ဘက်ကဇွန်24ရက်မနေ့ပိုင်းမှာပြစ်လိုက်တဲ့ဒုံးကျည်ကြောင့်ဗေရှားဘမြို့မှာထိလို့အစ္စရေးကာကွယ်ရေးဝန်ကြီးကတီဟီယန်ကိုအပြင်းထန်တုံ့ပြန်ဖို့မိန့်ပေးခဲ့တဲ့ဖြစ်ရက်လည်းဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာထရန့်ကမီဒီယာနဲ့တွေ့ရမှာသူကမကရပြုတဲ့ပြစ်ခတ်ရစဲရေးကိုချိုးဖောက်တဲ့အစ္စရေးနဲ့အီရန်ကိုဆဲဆူခဲ့လို့ပြစ်ခတ်ရစဲရေးကအသက်ဝင်သွားခဲ့ပါတယ်။ We basically have two countries that have been fighting so long and so hard that they don't know what the f they're doing. You understand that? ဒီပြစ်ခတ်ရစဲရေးအသက်ဝင်လာပြီးနောက်နှစ်ဖက်စလုံးကဒီစစ်ပွဲမှာသူတို့အနိုင်ရတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်ပွဲမှာနိုင်ငံရေးအရာရောစစ်ရေးအရာပါအမျက်ရခဲ့တာကထရန့်ပါ။ ဇွန်25ရက်နေဒါလန်နိုင်ငံဒီဟိတ်မှာကျင်းပနေတဲ့နေတိုးထိပ်သီးစည်းဝေးမှာနေတိုးအတွင်ရေးမှူးရူဒီကအစ္စရေးအီရန်အပြစ်ခတ်ရဆေးရေးနဲ့ပတ်သက်ပြီးထရန့်ကိုအလွန်မင်းချီးကျူးခဲ့ကထရန့်ကိုဒေဒီလို့ညီညွတ်ပြီးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ် Then daddy has to sometimes use strong language to get us off. Strong language. Everyone said you have to use a certain word. Israel နဲ့ Iran တို့ကြားပြစ်ခတ်ရစေးရေးကိုလုံဆောင်ပေးတဲ့အတွက် Trump ကိုခွန်အားကြီးမားတဲ့လူသားငြိမ်းချမ်းရေးလူသားလို့ Rudy ကပြောခဲ့ပါတယ်။ ဒီထိပ်သီးစည်းဝေးမှာနေတိုးဖွဲ့ဝင်နိုင်ငံတွေဟာထရန့်ကာလာရှိကြတောင်းဆိုနေတဲ့ GDP ရဲ့900ခန့်နှုန်းအထိကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်မှုကတိပြုခဲ့ကြပါတယ်။ဒီတစ်ပတ်တရုတ်နိုင်ငံထရန့်ချင်းမြို့မှာမြေယာတီဒါဖို့ဖိုရန်ကျင်းပနေတယ်လို့ဒီဖိုရန်မှာတရုတ်ဝန်ကြီးချုပ်လီချန်တယောက်မင်ငုံပြောတာရှိခဲ့တဲ့အကြောင်းဖော်ပြရင်းယခုတစ်ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကိုဒီမှာပဲရက်လိုက်ခြင်းပါတယ်။